ဟယ်လိုအားလုံးပဲမင်္ဂလာပါ smart english ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီကနေ့ဒီဗီဒီယိုမှာတော့ကျွန်တော်အင်္ဂလိပ်စာတိုးတက်ဖို့အတွက်မဖြစ်မနေသိထားမယ့်အချက်တခုကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့မိတ်ဆွေညီနဲ့အခုအင်္ဂလိပ်စာလေ့လာရတဲ့နေရာမှာအခက်အခဲရှိနေတယ်မိတ်ဆွေရဲ့အင်္ဂလိပ်စကိလ်ကိုတိုးတက်တယ်လို့မခံစားဘူးဆိုလို့ရှိရင်မိတ်ဆွေဒီအချက်ကိုမသိတာဖြစ်နိုင်တယ်ဗောနော်ဒါကြောင့်ဒီအချက်ကိုမိတ်ဆွေလိုက်လို့ကြည့်ပါကျွန်တော်အပြည့်အဝအားမခံတယ်မိတ်ဆွေရဲ့အင်္ဂလိပ်စာစကိလ်လုံးဝတိုးတက်သွားလိမ့်မယ်ဗောနော်โอเค ဆိုတော့အဲ့ဒီအချက်ကပါလဲဆိုလို့ရှိရင် practice more than you study okay ကျွန်တော်တို့လေ့လာတဲ့ပို့ပြီးတော့ practice များများလုပ်ဖို့ကိုပြောတာဆိုတော့ကျွန်တော်အများစုက practice လုပ်တဲ့နေရာမှာအားနည်းမှုတွေရှိတယ်ပေါ့နော်ကျွန်တော်လေ့လာအောင်တသက်ပဲလေ့လာတာမျိုးတွေတွေ့ရတယ်ယနေ့ခေတ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ YouTube Facebook တို့လိုမျိုး social media တွေရှိတယ်အခုနောက်ပိုင်း AI တွေပါပေါ်လာတယ်ပေါ့နော်ဆိုတော့ information နဲ့ပတ်သက်ပြီးတော့ကကျွန်တော်တို့ကစိတ်ပူစရာမလိုဘူး အရန်လွယ်ကူတယ် right ဒါပေမဲ့အဲ့ဒါက study အဆင့်ပဲရှိတယ်လေ့လာတဲ့အဆင့်ပဲရှိတယ် practice မဟုတ်သေးဘူးအဲ့ဒီကိုလေ့လာတဲ့အရာတွေကိုပြန်ပြီးတော့တကယ်လက်တွေ့ဘဝမှာအသုံးချနိုင်မှကျတို့ကတိုးတက်မှာဖြစ်တယ်ပေါ့နော်ဥပမာကျတို့အင်္ဂလိပ်စကားနဲ့ပတ်သက်ပြီးတော့အချို့ကကျတို့ဘယ်လိုလုပ်ရင်တော့ listening skill ကောင်းလဲဘယ်လိုလုပ်ရင်တော့ grammar skill တိုးတက်မလဲဘယ်လိုလုပ်ရင်တော့ကျတို့ရဲ့ English speaking တိုးတက်မလဲအစားရှိဖြင့်သိတယ်သိအောင်ကြိုးစားတယ် ဒါမှမဟုတ်အဲ့ဒါကသိုံသက်သက်ပဲရှိတယ် study အဆင့်ပဲရှိတယ်ပေါ့နော်ကျွန်တော်အဲ့ဒီသိထားတဲ့အရာတွေကိုပြန်ပြီး practice လုပ်မှကျွန်တော်တို့ကတကယ်တကယ်တမ်းကျွန်တော်ရဲ့ English skill ကတိုးတက်မှာဖြစ်တယ်ဥပမာကျွန်တော်တို့ English speaking ကောင်းခြင်းတယ် speaking ကောင်းခြင်းဆိုရင်ဘာလုပ်ရမလဲကျွန်တော်တို့ speaking များများကြင့်ဖို့လိုအပ်တယ်ကျွန်တော်က speaking တော့ကောင်းခြင်းတယ် speaking မကြင့်ဘူး speaking ဘယ်လိုကောင်းအောင်လုပ်ရမလဲဆိုတာတွေပဲလေ့လာနေတယ်အဲ့လိုနည်းနဲ့ကျွန်တော်တို့က speaking မကောင်းနော် practice အများကြီးလုပ်ဖို့လိုအပ်တယ်ဆိုတော့ practice များများလုပ်တဲ့သူကပိုပြီးတော့မြန်မြန်တိုးတက်တယ် ဒါကြောင့်မလို့ practice more than you study ကျတို့လေ့လာတဲ့ပို့ပြီးတော့ကျတို့ practice များများလုပ်ဖို့လိုအပ်တယ်ဒါနဲ့ပတ်သက်ပြီးကျွန်တော်တခုပြောချင်တာကကျတို့တခုခုလေ့လာတဲ့နေရာမှာကျတို့ practice နဲ့တွဲပြီးတော့လေ့လာတာကပို့ပြီးတော့ခရီးရောက်တယ်ဉာဏ်နဲ့ပေါ့နော်ဘယ်အရာပဲဖြစ်ဖြစ်ကျတို့လေ့လာအောင်တက်တက်လေ့လာရဲဆိုရင်အရန်ကြာတယ်ဥပမာကျတို့ဆိုစပိန်စီးတာပဲထားပါတော့နော်စပိန်စီးတယ်ဆိုလို့ရှိရင် ကျွန်တော်ဘာလို့ဖို့လိုအပ်လဲဆိုရင် handle ကိုကျွန်တော်ညင်အောင်ထိမှုလိုအပ်တယ်ခါကိုပထမဆုံးအနေနဲ့ကျွန်တော်တဲ့နေအောင်မှတ်ထားဖို့လိုအပ်တယ်အစားရှိသဖြင့်ပေါ့နော်အဲ့လိုမျိုးပုံစံဒါစပိန်စီတဲ့ basis ဟိုနီးလန်းနေပေါ့ဆိုတော့အဲ့ဒါတွေကိုကျွန်တော်တလားလေ့လာမလားနော်စပိန်ဘယ်လိုစီးရလဲဆိုတာနဲ့ပတ်သက်ပြီးတလားကျွန်တော်လေ့လာမလားတလားလာကုံသွားမယ်ကျွန်တော်စပိန်စီးတတ်မှာမဟုတ်ဘူးဘာလို့လဲကျွန်တော်စပိန်စီးတတ်ရှင်နေဆိုလို့ရှိရင်စပိန်ကိုတကယ်တမ်းသွားပြီးတော့စီးပြီးတော့ကျွန်တော်လေ့ကျင့်ဖို့လိုအပ်တယ် practice လုပ်ဖို့လိုအပ်တယ်ပေါ့နော် practice လုပ်တဲ့နေရာမှာကျွန်တော်ပထမဆုံးအဆင်မပြေတာရှိတယ်အဆင်မပြေတာရှိလို့ရှိရင်ကျွန်တော်လေ့ထားတဲ့အရာတွေကိုထပ်ပြီးတော့ apply လုပ်မယ်ထပ်ပြီးတော့ practice လုပ်မယ်အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်က Spain စီတက်အောင်ဟိုလေ့ကျင့်ရတာပေါ့နော် Spain စီတက်တာဖြစ်တယ်အဲ့ဘေးရဖြစ်ဖြစ်အဲ့လိုပဲသူတို့လေ့လာအောင်တက်တက်လေ့လာတော့ကတော့မရအောင်အင်္ဂလိပ်စာမှာဆိုလဲကျွန်တော်တို့ဘယ်လိုလုပ်ရင်တော့အင်္ဂလိပ်စာ skill ကောင်းလဲသိတယ်အဲ့နားမှာကျွန်တော်ရက်ထားလို့မရအောင်သိတယ်ဆိုရင်နားမှာရက်ထားရင်တော့ကျွန်တော်ဘာမှလုပ်လို့မရအောင်เนาะသိတာဘာမှအသုံးမဝင်ဘူး ီးတဲ့ຢာကိုကျွန်တော်တကယ်တမ်းအသုံးချနိုင်မှကျွန်တော်ကတိုးတက်မှဖြစ်တယ်အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့ဒါကြောင့်မလို့ practice များများလုပ်ဖို့လိုအပ်ပါတယ်အခုမိတ်ဆွေမိတ်ဆွေအင်္ဂလိပ်စာ skill မတိုးတက်ဘူးเนาะအင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့တိုးတက်မှုနှေးတယ်လို့ခံစားရတယ်ဆိုလို့ရှိရင် practice လုပ်မှုနည်းနေလို့ဖြစ်တယ်เนาะမိတ်ဆွေကြုံမှုလိမ့်မယ်အချို့တွေအော်ငါတော့တခုခုလေ့လာရင်အရင်နှေးတယ်အချို့ရမြန်တယ်အဲ့ဒါကကျွန်တော်ကိုယ့်ရဲ့ practice လုပ်တာနဲ့ပဲဆိုင်တာ မင်းစု practice များများလုပ်ရင်မြန်မြန်တိုးတက်တယ်။ဒါကြောင့်ကျွန်တော်တို့အင်္ဂလိပ်စာတကယ်တမ်းတိုးတက်ခြင်းလည်းဆိုရင်ကိုလေ့လာတဲ့ပို့ပြီးတော့ practice များများလုပ်ဖို့လိုအပ်တယ်။ practice more than you study အဲ့ဒီအချက်ကိုကျွန်တော်တို့ကောင်းလေးမှာသိထားဖို့လိုအပ်တယ်နော် practice လုပ်ရမယ်ဆိုတာကိုသိထားဖို့လိုအပ်တယ် practice လုပ်မှအင်္ဂလိပ်စာတိုးတက်မယ်ဆိုတာကိုသိထားဖို့လိုအပ်တယ်နော်လေ့လာအောင်တက်တက်နေတော့ကျွန်တော်အင်္ဂလိပ်စာ skill မတိုးတက်ဘူးโอเคဒါကြောင့်ပါလဲ practice more than you study practice များများလုပ်ဖို့လိုအပ်ပါတယ်